မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မယန်းကုန်းဆွေတော်မြက်လန်ရှိရဲစခန်းကိုရန်ကုန်ပြောက်ကြားတပ်ဖွဲ့ပုံပေါက်ခွဲတိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရန်ကုန်မယန်းကုန်းမြို့နယ်၅ရပ်ကွက်ဆွေတော်မြက်လန်ရှိမယန်းကုန်းမြို့မှရဲစခန်းကိုရန်ကုန် EUG အဖွဲ့ကယနေ့နိုဝင်ဘာ29ရက်မနက်9:00နာရီတွင်ပုံပေါက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးထိခိုက်မှုရှိနိုင်ကြောင်းသိရပါတယ် အဝေးထိုင်းနဲ့ဖောက်ခွဲခဲ့တာပါဖောက်ခွဲတာကစစ်ကွေးတွေရှိနေတဲ့နေရာမှာပဲပေါက်သွားတာဆိုတော့ထိခိုက်သေးဆုံးမှုတိကျပေါက်ရှိနိုင်တယ်ကျွန်တော်တို့ထက်ရတဲ့သတင်းက9ရောက်တည်တယ်လို့သိရတယ်ဟုရန်ကုန် EUG အဖွဲ့ဝင်ကသတင်းဌာနကိုပြောကြားပါတယ်ဗရန်ကုန်းမြို့မှာရဲစခန်းတွင်ယနေ့နနက်ကပေါက်ကွဲမှုမရှိကြောင်းရဲစခန်းမှာရဲတပ်သားတအုပ်ကသတင်းဌာနကိုဖုံးဖြစ်ဖြေကြားပါရယ်။ပေါက်ကွဲတိုက်ခိုက်မှုကြောင်းအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ထိဆုံးမှုရှိမရှိကိုသတင်းဌာနအနေဖြင့်တိကျတိပြုနိုင်ရန်စူးစမ်းစုံစမ်းလျက်ရှိပါရယ်။ ဆက်လက်ပြီးဒီထိတ်တိုက်ပွဲတွင်လေချောင်းဘုံကျင်းနေသည့်တိုက်လင်ရဲတစ်စင်းကိုချင်းညီနောင်တပ်ခွဲကပစ်ချတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီတိမ်မြောက်ဘက်တိုက်ပွဲနေစဉ်ဖြစ်ပွားနေပြီးလူဝင်ဘာလအလဲပိုင်းမှစပြီးစစ်ကောင်စီဘက်မှလေကြောင်းပစ်ကူများဇက်တိုက်လုဆောင်နေကြောင်းသိရပါတယ်။နိုဝင်ဘာ28ရက်နေ့တွင်ဒီတိမ်ဘက်ကတက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်များချင်းညီနောင်တပ်ဖွဲ့များမှကြားဖြတ်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှဗိုလ်မှူးအပါအဝင်စစ်ခွေး94ဦးသေဆုံးခဲ့ပါတယ်။ ထို့သောအကြဆုံးများနေတဲ့အကျန်းဖတ်စစ်တပ်ကလေကြောင်းပစ်ကူများအဆက်မပြတ်လှုပ်ဆောင်လာခဲ့ပါတယ်။နိုဝင်ဘာ23ရက်မိုးလွယ်ပိုင်း2နာရီခွဲအချိန်လေကြောင်းဘုံလာကျဲသည့်တိုက်လျင်တစ်စင်းကိုချင်းကြီးနောင်တပ်ဖွဲ့မှအနီးကပ်ပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့သောပြကြသည့်နေရာကိုသွားရောက်စစ်ဆေးကြည့်ရှုစဉ်လေရင်မှုရဲ့ခေါင်းတစ်ပိုင်းသာကြံ့ခဲ့ပြီးခန္ဓာကိုယ်အစိတ်အပိုင်းများအပိုင်းပိုင်းပြတ်သွားတယ်လို့သိရပါတယ်။ထို့သောလေရင်ပြစ်ချခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှတစုံတရာတရင်ထုတ်ပြန်ခြင်းမရှိသေးပေ ပြည်သူများအနေဖြင့်လည်းအသွာလာထူးခူးစိုက်ကြရက်နှင့်ဒီကြောင်းအနေရကိုအထူးသတိထားနေကြရန်ချင်းကြီးနောင်တပ်ဖွဲ့များမှသတိပေးထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးရေမြုန်နယ်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား9ဦးသေဆုံး၊မုံရွာ6ဦးလမ်းပိုင်းတွင်လည်းစစ်ကြေးကောက်နေသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးနေဆွဲတဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။မော်ဘီနယ်ရေမြုန်နယ်ပထောင်ရွာအနီးစစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ25ရက်နေ့တွင်ရေးမြို့နယ်ပထောင်ချီပါအနီးကိုအင်အား150ခန့်ပါဝင်သောစကဆက်ကိုလက်အောက်ခံတပ်ပေါင်းစုများကစစ်ကြောင်းထိုးလာသောကြောင့်ဒေါ်လာရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုးတိုက်ပွဲသည်ရင်းနှီးမိုးလက်တနအိခန့်မှစတင်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှ3ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမိုးလက်2နာရီ50မိနစ်ခန့်တွင်လည်းပထောင်ဖျားအနီးတွင် ဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှ2ဦးထပ်မံတိဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူနိုဝင်ဘာလ28ရက်နေ့နနက်6နာရီခန့်တွင်လည်းဘဲလက်မှုရွာအပြင်ဘက်ရှိကျိုးတတာအနီးတွင်အကြံဖက်စစ်တပ်မှတော်လရေးတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်သား2ဦးတိဆုံးက2ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲက3ကြိမ်ဖြစ်ပွားတာပေါ့။စစ်ခွေး9ကောင်တိပြီးတော့9ကောင်ထိခိုက်ဒဏ်ရာရတယ်။စစ်ခွေးတွေကပထောင်ကြီးွာအနီးကိုအင်အား150ခန့်ပါဝင်တဲ့စစ်ကြောင်းနဲ့ စစ်တောင်းထိုးလာလို့တိုက်ပွဲဖြစ်ပွားခဲ့တာပါဟုတပင်ရွှေတီကိုကြိုက်ပြည်သူ့ကောက်ွယ်ရေးတပ်မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို KNL တပ်မဟာ6တရဲ28ခွဲတင်တပင်ရွှေတီကိုကြိုက်ပြည်သူ့ကောက်ွယ်ရေးတပ်နှင့်ယူဟာ33ချေမုံရဲတက်ခွဲတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရဲရဲဘော်များအချိန်ကမှပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါတယ်။အလားတူစကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလန်ပိုင်းတွင်စစ်ကြီးကောက်ခံနေသောအချမ်းဖက်စစ်သားများကိုတိုက်ခိုက်ရာစစ်သားတအူးသေဆုံးခဲ့ကြောင်း Area 71 Local People Different Phone မုံရွာမှာအဖွဲ့ကောင်းဆောင်ကိုထွန်းကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ26ရက်နေ့နနက်8:30မိနစ်ခန့်အချိန်မုံရွာ6ဦးလမ်းပိုင်းတွင်ပြည်သူများထံမှဆက်ကြီးခောက်ခံနေသောအကြမ်းဖက်စစ်တပ်ကိုမြန်မာမှန်နိုင်73စီအယောင်ဆိုင်အထိတွင်တော်လရေးတပ်ဖွဲ့များကဝန်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအစိုးရအပြန်အလှန်ပြစ်ခတ်မှုအတွင်းအကြံဖက်စစ်တပ်ကစစ်သားတအုပ်တေဆုံးကနှစ်ဦးအပြင်ထံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များအထူးကံရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ် စစ်ခွေးတစ်ကောင်ပဲတည်တယ်လို့ကြားတယ်။နှစ်ကောင်ကဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်။အဲ့နေရာကစစ်ခွေးအထိုင်ကျထန်ဆွဲပြီးတော့ခိတ်ချထားတဲ့နေရာပါ။အဲ့ဒီနေ့ကစစ်ခွေးတွေကခီးတဲ့တင်ကားတွေကိုတားပြီးပြည်သူတွေကိုမိုင်းရှင်းခိုင်းနေတာလည်းတွေ့မြင်ခဲ့ရတယ်။အဲ့ဒီမှာလမ်းပေါ်တက်ငွေတောင်းနေတာကစစ်ခွေးခုနှစ်ကောင်လောက်ပဲ။လမ်းဘေးမှာခင်းပုံးဝင်နေတဲ့စစ်ခွေးတွေနဲ့ဆိုရင်စစ်ခွေးအင်အား30လောက်တော့ရှိမယ်။သူပြစ်ကိုပြစ်ဖြစ်တာဆိုတော့ကျွန်တော်တို့ကအလေးဝယ်ပြစ်တာ။စစ်ခွေးအင်အားထပ်တိုးလာလို့ကျွန်တော်တို့ပြန်ဆုတ်ခဲ့ရတာပါ။ စစ်ခွေးတကောင်တော့နေရာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်စစ်ခွေးတွေလုံးမဲ့အထူးရောင်ရွေးကောက်ပွဲကာလအတွင်းကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့အစည်းများကစီးရဲအချိန်ညှစ်နေတာမဟုတ်ပြည်သူတွေအနေနဲ့ဒေါ်လာရဲ့အဖွဲ့အစည်းတွေကထုတ်ပြန်တဲ့ကြေညာချက်တွေကိုလိုက်နာပေးကြပါလို့ပြောချင်ပါတယ်ဟုဧရိယာ71 local people different for မုံရွာမှာအဖွဲ့ကောင်းဆောင်ကိုထုံးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကဧရိယာ71 LPDF မုံရွာအဖွဲ့နဲ့ချင်းတွင်းတိုင်းနမိုက်စာလင်ကြီးအဖွဲ့ Horan Fikot Attach Port အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးအမေရိကန်တွင်ယာယီခိုလုံခွင့် TPS ဖြတ်သိမ်း၍နေလို့မြန်မာနိုင်ငံသား၄000အပါအဝင်ကမ္ဘာတစ်ဝှမ်းမှမြန်မာများမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပြီးလျင်ကြိုဆိုမိဟုဥမေးအောင်လိုင်းပြောရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင်ယာယီခိုလုံခွင့် TPS Temporary Protector Status ဖြတ်သိမ်းပြီးနေလို့မြန်မာနိုင်ငံသား၄000အပါအဝင်ကမ္ဘာတစ်ဝှမ်းမှ မြန်မာနိုင်ငံသားများမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပေးကြလျင်ကြိုးစိုးမိဖြစ်ကြောင်းအကြံဖတ်မင်းအောင်လိုင်ကပြောဆိုပါရယ်ရှမနီဖေလာရုနိုင်ငံသမ္မတအလက်ဇန်ဒါလူရှန်ကိုတင်တွေ့ဆုံစဉ်အကြံဖတ်မင်းအောင်လိုင်ကထိုးထိုးထုတ်ပေါ်ပြောဆိုခြင်းဖြစ်ပါရယ်နိုဝင်ဘာလ25ရက်နေ့အမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီးဌာနကအမေရိကန်တွင် ရောက်ရှိနေသည့်မြန်မာနိုင်ငံသား၄000ခန့်အားယာယီခလုံးကွတ် TPS ပေးထားမှုမှရုပ်သိမ်းပြီးရပ်ပေါင်း60အတွင်းပြန်လည်စေလွှတ်မည်ဟုထုတ်ပြန်ထားကြောင်း နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့်အခြားအကြောင်းမျိုးမျိုးကြောင့်အမေရိကန်နိုင်ငံအပါအဝင်တခြားနိုင်ငံများသို့ ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများအနေဖြင့်မိခင်နိုင်ငံသို့ပြန်လာမည်ဆိုပါကကြိုဆိုကြောင်းမြန်မာနိုင်ငံသားများအနေဖြင့်ဆန္ဒရှိမည်ရွေးကောက်ပွဲကာလနှင့်အကြုံးဝင်ပြီးမဲဆယင်းတွင်ပါဝင်မည်ဆိုပါက ရွေးကောက်ပွဲတွင်ဆန္ဒမဲလာရောက်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါသည် အမေရိကန်နိုင်ငံအမိငေလုံချုံရေးဖွင့်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့တဲ့ယာယီခလုံခွေရုပ်သိမ်းတဲ့မြန်မာနိုင်ငံသား၄000ကန်ကိုလည်းလက်ခံဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။သူတို့မဲစီးရဲမှာပါလို့ရှိရင်လည်းမဲပေးခွင့်ရအောင်ဆောင်ရွက်ပေးပါမယ်။အလားတူစွာပဲအခြားအခြားအမျိုးမျိုးနဲ့ပြည်ပကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများကိုလည်းဒီမိုကရေစီရေးမှာငြိမ်းချမ်းစွာလက်တွဲဆောင်ရွက်နိုင်ဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးစားကြောင်းလည်းပြောလိုက်ပါတယ်ဟုအကြံဖတ်မြင့်အောင်လည်းကပြောဆိုပါတယ်။ ။မြန်အောင်လိုင်ကထို့သို့ပြောဆိုတော့လေလက်တွေ့ပြည်တွင်တွင်ရွေးကောက်ပွဲကိုနှောင့်ယှက်ဖျက်ဆီးသည်ဟုဆိုကလူမှုကွန်ရက်မှမဲမပေးရလှုံ့ဆော်မှုများစစ်တပ်ဝါရဖြန့်ရုပ်ရှင်ဇာတ်လမ်းကိုဝေဖန်သူများအပါအဝင်ပြည်သူများတရုတ်ဆောင်ဒါရိုက်တာများဟာတလူရှင်တော်များကိုစစ်တပ်ကရွေးကောက်ပွဲနှောင့်ယှက်မှုများကောက်ွက်ရေးဥပဒေဖြင့်ဖမ်းဆီးအရေးယူမှုများစတိုက်လှုံ့ဆော်လျက်ရှိသည်ကိုတွေ့ရပါတယ်။ ဆက်လက်ပြီးခင်ဦးတိုက်ပွဲတွင်တည်ဆုံသွားသောစစ်သားအလောင်းများစစ်တပ်ကလက်မကောက်ဖဲဆုတ်ပြစ်ထားသဖြင့်ဒေါ်လာရေးအင်အားစုများကနေနေရှင်းလင်းမိတချို့ပေးရတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းခေဦးမြို့နယ်တွင်တိုက်ပွဲတွင်တည်ဆုံသွားသောစစ်သားအလောင်းများစစ်တပ်ကလက်မကောက်ဘဲစွန့်ပစ်ထားသဖြင့်တော်လရေးအင်အားစုများကနေနေရှင်းလင်းမိတချို့ပေးရကြောင်းခေဦးမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ခေဦးပကဖမှတော်လရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ23ရက်မွန်လယ်7နာရီခန့်တွင်ခေဦးမြို့နယ်မုံလာကြီးပါအတွင် လေးရက်ကြာယာယီတက်ဆွဲအထိုင်ချထားသောအကြံဖတ်စစ်တပ်သည်ပြင်ထောင်ဖြူစောတိပါသို့အင်အား180ခန်းပြတ်ထွက်လာစဉ်ဒေါ်လာရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရှင်းတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်သေဆုံးကလက်နက်29လက်နဲ့ခရယများတင်စီရရှိခဲ့ကြောင်းသိရပါသည်ရှင်းအောင်စစ်တပ်စစ်ကြောင်းမှမုံလကျေးရွာအတွင်ရှေ့ရမြောက်အကြာယာယီအထိုင်ချတက်ဆွဲနေထိုင်ခဲ့ပြီး နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမုံလပင်စိန်ကင်ကြည်စုအောင်သားရကာဘိုအထီအစိုးပါလမ်းကြောင်းအတိုင်းထိတဆိတ်ဆုတ်ခွာသွားကြကြောင်းနိုဝင်ဘာလ28ရက်နေ့ဒေါ်လာရေးအင်အားစုများကတိုက်ပွဲဖြစ်ရာနေရာသို့နေနေရှင်းလင်းရင်းများသွားရောက်ဆောင်ရွက်ခဲ့ရာစစ်တပ်မှတိုက်စုံပုတ်ပွားနေသောစစ်သားအလောင်းအများပြလက်ကွင်းတိမ်ချောင်းတဲနှင့်နေရာအနှံပြားတွင်တွေ့ရကြောင်း ရဲလောင်းများကိုခင်ဦးပြည်သူ့ကောက်ွယ်ရဲဖွဲ့ပကဖာရဲဘော်များကဒီဇယ်တက်စီဘူးများတာယာခွင်းများမိစာထုံများအသင့်ယူဆောက်၍၎င်းရုပ်အလောင်းများဤနေရာတွင်ပင်လိရှုတကြိုပေးခဲ့ကြကြောင်းသိရပါသည်အလောင်းတွေကပုပ်ပွားနံစောနေတာသူတို့စခါတွေကစခါအလောင်းတွေလာမတဲတော့ဘူးဒီတိုင်းထားသွားတာလူကုန်တိတ်ခါအရတချို့ပေးဖို့ကျွန်တော်တို့ကလှုပ်ဆောင်ပေးတာပါ အလောင်းတော်တော်များများကပုပ်ပွားနေတယ်ဟုဒေါ်လန်ရီတရရဲ့မြက်ကပြောဆိုပါတယ်အဆိုပါခေဦးတိုက်ပွဲတွင်စစ်တပ်မှ60နဲ့80အကြာထိဆုံးခဲ့ပြီး အကြံဖတ်စစ်တပ်ထံမှငချင်းမီတလက် MA1 ဆက်လက် MA2 သုံးလက် BA160 60mm ကွန်မန်ဒိုစိန်ပြောင်တလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M1 ၅လက်နဲ့ဆက်ဆက်ကြီးခဲရန်အစုံအများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။